အားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ channel ကနေပရိသတ်များအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ဒီကနေ့မှာတော့ကျမတို့ရဲ့ channel ကနေဝုဆိုတဲ့ဇလန်းကျောင်းရလေးကိုတင်ဆက်ပေးမှာပဲဖြစ်ပါတယ်ရှင်ဇလန်းလေးကိုမတင်ဆက်ခင်မှာတော့ကျမတို့ရဲ့ channel ကို like and subscribe လုပ်ခဲ့ပေးဖို့တောင်းဆိုပါတယ်ရှင်ဟုတ်ကဲ့ပါရှင်ဒါဆိုရင်တော့ဇလန်းလေးကိုအခုပဲဖတ်ပြတင်ဆက်ပေးမှာပဲဖြစ်ပါတယ်ရှင်ကန်းနေရွာအဲ့ကန်းနေရွာကလေးပေါ်မှာတော့လက်ဖြာဝင်းဝါဒီနဲ့ နေအောင်ကြီးရွှေရည်အလင်းတို့ကဖျံပဲ့လွမ်းခြုံထားလိမ့်တယ်။စွန်းတော်ပြုတ်စွန်းတော်ပစင်းတပါးဤနောက်မှာတောင်းကိုထန်လျက်လိုက်ပါလာတဲ့ចောင်းသားကလေးနှုတ်ရဲ့အတန်ကလွင့်ဝဲရိုက်ခတ်သွားတယ်။ကန်းနီရွာကလေးဒီကလောက်ရှာအသက်ဝင်စားပြုတ်ချပြီ။သူတို့ရွာကလေးမှာတော့အင်ဂျီ350ခန့်ရှိပြီးတော့ရွာကြီးမကြရွာကလေးမက စကောစကရွာတရွာဖြစ်တယ်။ရွာရဲ့စီးပွားရေးလုပ်ငန်းမှာတော့မိုးနေတော်ဒေသဖြစ်သည့်အလျောက် ကိုင်းကျုံသင်းတံများကိုစိုက်ပျိုးခြင်းမည်ဖြစ်ပါသည်။ဇောမောင်မှာတော့တောင်းကိုထံပြီးလှရသည်ဖြင့်ပင်ပန်းလျက်ရှိ နေရောင်ကလည်းပူနေတယ်။တို့ရောင်မှာတော့မတက်နိုင်။တောင်းကိုမြေမြရောက်ဖို့ဆူတောင်းယုံသားရှိ။အဲလိုနဲ့နှုတ်မအော်ရင် အထန်းကိုထန်းရင်လျှောက်လာရမှာတော့ကျောင်းနီးကိုတဖြည်းဖြည်းနဲ့ရောက်လာပါတော့တယ်။ရွာကိုတောင်ပိုင်းနဲ့မြောက်ပိုင်းဟူ၍နှစ်ပိုင်းခွဲခြားထားလေတယ်။ဖုံးတော်ကြီးကျောင်းများကိုလည်းတောင်ကျောင်းနဲ့မြောက်ကျောင်းဟူ၍မက်ခေါ်လေတယ်။ မင်းကိုဒီတိုင်းထားလို့မဖြစ်ဘူး။ဖုန်ကြီးကြောင်ပုတ်ပြီးတော့လောကုတ်တရားစာရီကိုသင်ခိုင်းအောင်မှာပဲ။တော်ရလေ။တော်ရလေလုံမနေနဲ့။ဗုဒ္ဓဝေယဝိဆတန်ခဝေယဝိဆတွေဆောင်ရွက်တတ်အောင်လို့သင်ခိုင်းရမယ်ကွ။ဒါများအိမ်မှာသင်လဲရပါတယ်ရှင်။ဘယ်ဟုတ်မလဲကွ။လောကမှာလူအေးဆိုတာရှိသေးတယ်မလား။အပြောဆိုရင်ကျဲတဲ့မွေးမှာလူရဲလူရဝင်တာကွ။ဒါကြောင့်အမေရသားကိုကျောင်းကိုလူရမယ်အတွက် စင်မချမ်းသာပါတို့တော့အဖေစကားကိုမလွန်ဆန်ရင်အဲ့ဒါကြောင့်အဖေဟာမြောက်ပိုင်းเจ้าရဲ့เจ้าနိုင်စီကတော့ဦးတော်မနဲ့ရင်းနှီးလေဤဖုန်ကြီးเจ้าသားအဖေသူ့ကိုစီကတော့အာအနံ့လေတော့တယ်အဲ့လိုနဲ့ဇော်မောင်တယောက်ကတော့ဖုန်ကြီးเจ้าသားဖြစ်ခဲ့ရလေတယ်เจ้าကိုရောက်တဲ့အခါမှာတော့ဆရာတော်ဤဝေယဝိဆောင်များကိုဆောင်ရွက်ပေးရတယ်။စွန့်ခံလိုက်ပေးရတယ်။တောင်းပရဝန်တန်ရှင်ကိုဆောင်ရွက်ခြင်းစသည်တို့ကိုလည်းနှိမ့်စတူကလောက်ရနေရတယ်။ ကျောင်းမှာတော့ကျောင်းတန်စီကတော့အပြင်ဥပစင်းငယ်တုံမာတို့တည်င်းတုံးနေထမ်းကြတယ်။ကျောင်းရဲ့ဝီယာဝိဆောက်များကိုလည်းဆောင်ရွက်ရန်အတက်သူအပါဝင်ဖုန်ကြီးကျောင်းသားအလုံး၁၂ယောက်ခန့်ရှိလေတယ်။ကျောင်းဤဘရဝုန်အတွင်မှဆီယာရုံနဲ့ပစင်းငယ်များတည်င်းတုံးနေထိုင်တဲ့တထထက်ကျောင်းတစ်ကျောင်းရှိတယ်။ကျောင်းနေပေ၅၀ခန့်အကွာမှာတော့ကလားကျောင်းခန့်တဝလိုင်ကူစီရီတစုရှိလေတယ်။အဲဒီစီရီရဲ့အရှိတ်ဘက်ကိုလှည့်ထားတဲ့မဝလိုင်ကူအတွင်မှာတော့ညံတော်၃၀၀ခန့်ရှိတဲ့ ဘူမိဖတ်တာမူရာဟန်ဖြစ်ထုလုပ်ထားတဲ့စင်းရော်တစုရှိလေ။ထိုစရီနဲ့စင်းရော်တို့ရာဇဝင်ကလည်းမသေးလာချေ။စရီဟာတတိယမတော်ကမင်းကြီးရဲ့ဇီဒီပေါင်း၈၄၀၀ထဲမှာတော့တခုပါဝင်ဇီဒီတစုဖြစ်သည်ဟုရှဲလူကြီးများကဆိုကြလေတယ်။ထိုစီနဲ့အတူရေကန်ပေါင်း၈၄၀၀ထဲမှာတော့တခုပါဝင်ဖြစ်တဲ့ရေကန်ဒီလေဇီဒီအမျက်ဆောင်ထုတ်ကန်အကွာမှာတည်ရှိနေလေတယ်။ရေကန်ရဲ့ပေါင်ပေါ်တို့ မိန်ကလေးများဖနာစီပင်မတက်ရထို့သို့တက်ရင်ငွေထွက်လိုက်သည်ဟုရှင်းမီနောက်မီဘိုးဘွားများကပြော၍တားမြင်ထားလျင်ဇေယျနှင့်ရေကန်တို့ရဲ့ထူးဆန်းမှုနှင့်အတူစီးတော်ရဲ့တကူးကလည်းအံ့ဖွယ်ရပင် ဖြစ်လေတယ်။သူတို့ကြောင်သားငယ်များအားလုံးကိုရွာကန်ဖုန်ကြီးကြောင်သားကြီးဖြစ်သူအသက်၂၀ခန့်ရှိမြင့်နိုင်က အုပ်ချုပ်ရလေတယ်။မြင့်နိုင်မှာတော့အမေတစ်ခုသားတစ်ခုဖြစ်လေတယ်။သူ့ရဲ့ဖခင်မှာတော့သူငယ်စဉ်ကလေးကပိုးထီကဆုံးမသွားခဲ့ပြီဖြစ်တယ်။ သူ့ရဲ့မိခင်မှာတော့တားဆိုးရဲ့တံခိုးမခံနိုင်ရှာဒါကြောင့်လဲမကောင်းကြောင်းဖို့ဆိုသည့်စကားအတိုင်းပဲတားဆိုးကိုလိမ်မာစေရန်အတွက်ဆရာတော်ထံကိုအနံ့ခဲ့ခြင်းဖြစ်လေတော့တယ်ဤသို့ဖြင့်နန်းနဲ့ရှင်းနိုင်ရောက်တိုင်းမှာတော့ရွာအားအရက်၃ယောက်ခွဲပြီးတော့တဖွဲ့မှာတော့ចောင်းသား၂ယောက်ဥပစင်တစ်ပါးဖြင့်စွန်းခံထွက်ရလေတော့တယ်စွန်းခံမလိုက်ရတော့နေ့ရက်များမှာတော့ចောင်းရဲ့ဝေယဝိဆာများကိုလောက်ကန်ရလေတယ်ဆရာတော်ကိုဝေကြည်ဝင့်ငယ်ပြုစုဆောင်ရွက်ပေးရတယ် မင်းတို့ပင်ဖြစ်စေစွန်းကန်လိုက်ရသည်ထက်တက်တာသည်ဟုသူထင်နေတနေ့မှာတော့မြင့်နိုင်စွန်းပွဲပြင်အတွက်အလဲကျလေတယ်မြင့်နိုင်နဲ့အတူဇော်မောင်လည်းပါဝင်လေတယ်မြင့်နိုင်ဒီလိုလာအောင်တိမောက်ဗျာဆရာတော်ကခေါ်သဖြင့်မြင့်နိုင်ကဆရာတော်ထံဘာကိုရောက်သွားလေတော့တယ်ဇေဒီကစင်းတို့စွန်းတော်တော့ကစံတိမတော့ကဟိုတိုင်မှာရှိတယ်ចောင်းသားတယောက်ကိုပါခေါ်သွားတိမောက်ဗျာ မြင့်နိုင်လဲဆရာတော်ရဲ့မိမတော်မူသည့်အတိုင်းပဲတိုင်မှာချိတ်ထားတဲ့တော့ကိုယူလေဇော်မောင်မင်းငါနဲ့လိုက်ခဲ့မြင့်နိုင်ကဇော်မောင်ကိုခေါ်ပြီးတော့စင်းရီတော်အားဆက်ကရန်အတွက်ဆွန်းတော့ကိုယူလေဇေဒီဘက်ကိုထွက်ခဲ့လေဇေဒီရှိစင်းရီတော်စီတို့ရောက်တော့မြင့်နိုင်ကတော့ဖြင့်ဖွင့်ရင်စင်းရီတော်ရဲ့ရှိကိုရောက်တဲ့အခါမှာတော့တောက်တော်ကြီးဆွန်ဟင်းတို့ကိုစိတ်မပါတော့အမှုရာဖြင့်ဝိကျေတန်စီပြင်စင်လေးချထားလိုက်လေတယ်ကိုမြင့်နိုင် ဖះဆွန်းတော့မကတ်တော့ဘူးလားယင်။ကပ်ပြီပြီလေမင်းအမြင်ပဲမဟုတ်လားကျောင်းမ။မြင့်နိုင်ကတင်မာတော့လေးတန်းပြည့်စော်မကိုငောက်လိုက်တယ်။သူ့ရဲ့အသွင်ကစိတ်မရှိသေးဟန်။ဟိုဟိုလေမဟုတ်သေးဘူးလေ။ဘာမဟုတ်တာလဲ။ကျွန်တော်ပြောတာစွန်းကပ်ရင်ဖះစာဆူပြီးတော့ကတ်ရတာမလား။စော်မရဲ့စကားကြောင့်မြင့်နိုင်ကဆူရဲတော့အကြည့်ကတောက်ပြောင်လာတယ်။အလကားအပိုးအလုတ်တွေပါကွာ။အကျိုးမရှိပါဘူး။ ဖះစားဆူရတာတွေမဆူရတာတွေကငါစိတ်မဝင်စားဘူးအခုတောင်မှဆရာတော်ကိုကြောက်လို့လုံနေရတာငါစိတ်နဲ့ငါကိုဆိုလုတ်ကိုမလုတ်ဘူးဟိနင့်နိုင်ရဲ့ဘူးဆက်ဆက်စကားကြောင့်ဇောမောင်အံ့ဩသွားတယ်သူနားကိုပင်သူမယုံဟာကိုမြင့်နိုင်ကလည်းမပြောကောင်းမဆိုကောင်းငရဲကြီးနေအောင်မဲဇောမောင်ကမြင့်နိုင်ကိုစင်နာဖြစ်ပြောလိုက်တယ်မြင့်နိုင်ကထိုင်ရမထိုင်နေတင်းမစွာပြောတယ်အဟုတ်မဲ့ မင်းကလူအဖြစ်ချင်းမစင်သေးဘူး။ဖယားစကားတရားစကားတွေနဲ့ကြီးကြီးကျယ်ပြောနေလို့မင်းပြောတဲ့ငရဲကြီးလားမကြီးလားဆိုတော့ငါလက်တွေ့ပြမယ်။မင်းကြည့်တာ။မင်းနိုင်ရဲ့ပုံစံကအသိစိတ်ပြောက်ပြီးတော့ဘလူးတပည့်စီးနေတဲ့တံတန်ဖြစ်နေတယ်။ဇော်မောင်မာတော့မထင်မှတ်တော့မင်းနိုင်ရဲ့အပြုမှုတို့ကြောင့်ထိတ်လန့်အံ့ဩစွာနဲ့ငရဲကြောင်ရွေ့ကြည့်နေမိတယ်။အလကားအပူအလုတ်တွေ။မင်းနိုင်ကသဘောချနေချက်စွာဟစ်အော်၍ဟားတိုက်ရင်မောနေတယ်။ သူ့ရဲ့အဲ့ဒီတန်းကသူ့ဘော်ကြောက်ရောက်လာမိအန်ဒီယေကိုဖိတ်ခေါ်လိုက်တဲ့မင်းဒီအဲ့ဒီနောက်ပိုင်းမှာတော့မြင့်နိုင်ဟာဖျားရုပ်ဘွားတော့အာကိုထိလက်ရောက်ပြင်ပါတယ်နောက်ဝစီဖြစ်လဲမမိုက်မမင်းပြက်ရဲ့ပြုပြင်မာကျူးလို့လေတယ်ထို့သောသောအပြုတ်မှုများကိုမျက်မြင်ကိုယ်တွေ့ကြုံတွေ့လိုက်ရတဲ့မောင်စောရဲ့စိတ်ကစစ်စော်သီလာတော့မသိအလုံးလုံးနေနဲ့မြင့်နိုင်အာယွန်ကြောက်ကြီးဖြစ်သွားလေတော့တယ် မျက်နှာရဲ့ဘဝမှာတော့အေးချမ်းသောယတနာသုံးပါးရဲ့အရေးအောက်သို့ရောက်နေသည့်အချိန်သူ့ရဲ့မတိတတ်တဲ့မိုင်မွေးမှုတို့ကအရေးနေနေအခက်ချူချူလှုပ်တကယ်သို့ရှိနေတော့တယ်မျက်နှာရဲ့မှာတော့ပါနတ်သူတယောက်ပြီးပြီသူ့ရဲ့လှုပ်ရများကိုဆရာတော်မသိအောင်လို့ဖုံးကွယ်ထားနိုင်ခဲ့လေတယ်သူကဆရာတော်ဤရှိမှာတော့မခုတ်တတ်သောကြောင့်ပမာဟန်ဆောင်ကောင်းလာပေတယ်ဆရာတော်ရဲ့ကြွယ်ရမှာတော့ဆရာတော်ခွင့်မပြုတဲ့တေးရီတေးရတူကိုတောက်စားလေးရှိနေတော့တယ်မျက်နှာရဲ့အကြောင်းကို စော်မောင်နဲ့တကွအကြောင်းသားအလုံးကတိကြတယ်။ဒါပေမဲ့လက်သက်အလွန်ပြောင်းတဲ့မျက်နှာကိုကြောက်ရတာကြောင့်ဆရာတော်အားမိသူမြတ်မလျှောက်ဝင်ကြ။သူကအခြားသူများအပေါ်မှာအနိုင်ကျင့်ဗိုလ်ကျခဲ့ပေမဲ့တေဝရေသားချင်းဖြစ်တဲ့ဇော်မောင်ကိုတော့ချော့ပြီးတော့ပေါင်းတက်လေတယ်။ဇော်မောင်ရင်ငါဆုံးတော့တတ်ကမလို့အဖော်လိုက်ခဲ့စမှာကွာ။ဟုတ်ကဲ့။အခြားကောင်လေးတွေကိုငါမခေါ်ချင်ဘူးကွာ။မင်းကြတော့ငါနဲ့တေဝရသားတွေဖြစ်ပဲ။ခင်လဲခင်လို့ခေါ်တာပါကွာ။ အဲ့လိုနဲ့စွမ်းမောက်ကိုကြုံလင်ကြုံတယ်လို့အဖော်အဖြစ်အမေခေါ်သွားတာလေးရှိတော့တယ်။အဲ့လိုခေါ်သွားတိုင်းမှာတော့သူ့ရဲ့မိုက်ကွန်ကိုပြသည့်အနေဖြင့်လကောင်းအပြော့အပြက်အနေဖြစ်တော်လကောင်းမထီမျက်မြင်ပြုတ်တတ်၏။ကိုမြင့်နိုင်ငရေကြီးမအောင်မကြောက်ဘူးလား။မြင့်နိုင်ရဲ့မဖွဲမရအပြုတ်မှုတို့ကြောင့်စွမ်းမောက်ကမွေမရေမေးလိုက်မိတယ်။ဒီမှာကောင်းလေမင်းငရေဆိုတာကဘာလို့နိုင်မှာမို့ငါအဲ့ငရေကိုကြောက်ရမှာလဲ။မင်းရေကငါ့ကိုဘာမှမလုပ်နိုင်ပါဘူးကွာ။ မြင့်နိုင်ကပော့တီပော့ပြင်းဖြင့်အလေးမထားဟန်ဖြင့်ပြန်၍ပြင်းလေတယ်။စင်စစ်မှာတော့မြင့်နိုင်ဟာအေးစင်းလို့တော့မြင့်အားဇိုးတော်ကတ်တီအလုတ်ကိုမလုတ်ချင်ပေ။ဒါပေမဲ့ဆရာတော်ကလည်းចောင်းသားကြီးဖြစ်တဲ့သူ့ကိုသာအမဲတစီကတ်ခိုင်းလိရှိနေရောတယ်။ဆရာတော်ရဲ့စကားကိုမလွန်ဆန်ရဲသဖြင့်ထိုဇိုးတော်ကတ်ချင်းအလုတ်ကိုသူစိတ်မပါလက်မပါလုံနေရခြင်းဖြစ်လေတယ်။အဲ့လိုစိတ်မပါလက်မပါလုံနေရတဲ့အတွက် ကျွမ်းမနန်ကြည်မီနှင့်ရှုဆိုသောစကားအတိုင်းပဲမိုင်မဲစွာပင်မဖွယ်မရာများကိုရှောင်လုံနေကြတော်တယ်။တို့ပေသည့်မြင့်နိုင်ကံကပဲကောင်းနေသလား။လောကပါလာကြရားပဲမြင့်နိုင်ကိုလိလိရှုကမျက်ွယ်ပြူထားခဲ့သည်လားမသိပါ။မြင့်နိုင်ဟာစိတ်မကြည်မလင်ရှိသည့်အခါ၌၎င်းထမ်းရည်မူလာသည့်အချိန်များမှ၎င်းပြင်မာစော်ကားမှုကိုကျွလွန်လေးရှိတယ်။ကာယကံဝစီကံတို့ဖြင့်အဖန်ပန်အခါကပြင်မာခဲ့မှုတို့မှာတော့ ရှင်းလာနှစ်တို့ပင်တိုင်လာခဲ့လေတော့တယ်။မြင့်နိုင်ရဲ့အကျင့်ဆက်စုကပြောင်းလဲခြင်းမရှိခဲ့။မြင့်နိုင်ကိုကြည်ရသည်မှာအကုသိုလ်ဝေကြီးကိုမိုက်ကန်းစွာနဲ့ယူဆောင်နေလေသလားမသိ။မြင့်နိုင်ရဲ့လုံရများက ကို့ကျမကိုငင်ဖို့အရေးကိုလုံနေသည့်အတိုင်းပင်ဖြစ်နေတော့တယ်။ဒါပေမဲ့ပြုသူအသည့်ဖြစ်သူအဟောင်းဆိုတကယ်သူပင်။နောက်၁၀နှစ်ခန့်ကြာတဲ့အခါမှာတော့လောကပါလာတရားကသူ့အားပြန်လဲတင်ခတ်ခဲ့ပါလေတော့တယ်။အဲ့ဒီအချိန်မှာတော့ ဇော်မောင်မှလည်းလူပြိုပေါက်အရွယ်ကိုရောက်ခဲ့ရလိမ့်မည်။ဤလောက၌လူဟု၍ဖြစ်လာပြီးအရွယ်ရောက်လာသည်နှင့်တပြိုင်နက်ဘဝအရေးအတွက်အလုတ်တစ်ခုမဟုတ်တစ်ခုမလွဲမသွေလောက်ကန်ကြရသည်မှာတော့တမတာပင်ဖြစ်လေတယ်။ထို့သောအလုတ်လုတ်သောအခါမှာတော့နှလုံးသွင်းသည်လည်းမလွဲမသွေပါလာရတယ်။အဲ့ဒီအချိန်မှာတော့အလုတ်ပြင်းမြောက်မှုဟာဗဒနာမဟုတ်နှလုံးသွင်းကောင်းမှုသည်သာဗဒနာဖြစ်လေ၏။မိမိလောက်ကန်သောအလုတ်နှင့်ပတ်သက်၍ကောင်းသောနှလုံးသွင်းရှိသလို မကောင်းသောနှလုံးသွင်းလက်ရှိ။ကောင်းသောနှလုံးသွင်းဟူသည်ကမိမိဘဝကိုလောကအတွက်အတုံးချခြင်းဖြင့်ဖြစ်လေ၏။ကောင်းသောနှလုံးသွင်းဟူသည် လောကကိုမိမိဘဝအတွက်အတ္တဖြင့်အတုံးချခြင်းဖြင့်ဖြစ်လေ၏။ထို့ကြောင့်လောကကိုမိမိဘဝအတွက်အတုံးချရန်ရည်ရွယ်ပါက မကောင်းမှုပင်ဖြစ်၏။ထို့သောတဘောရအမည်မျိုးထားခဲ့တဲ့မြင့်နိုင်မှာတော့တနေ့မှာတော့မြင့်နိုင်၏ကိုယ်ခန္ဓာမှာတော့မိဖုပမာအဖုကလေးများပေါက်လာတော့တယ်ကိုမြင့်နိုင် ခမ ्या ကူပေါ်မှာအဖူလေးတွေပါလားဘာဖူတွေလဲဗျမသိပါဘူးကွာအပူကန်တာဖြစ်မယ်အရက်တော့လို့ဖြစ်တာပါကွာရင်းနနိုင်ချိုးလိုက်တော့သူ့ဘာသာအလိုလိုပြောက်သွားမှာပါကွာအဲ့လိုနဲ့အမှုမဲ့အမတ်မဲ့ပေါ်ပေါ်တက်တက်နေခဲ့တဲ့မျက်နှာရဲ့ခန္ဓာကိုယ်မှာအဖူကလေးများ အရေးကြီးကလေးများတီလာပြီးတော့တဖြည်းဖြည်းကြီးလာတော့တယ်ရဲအနေငယ်ကြတဲ့အခါမှာတော့အဲ့အဖူလေးများရဲ့အတွင်းမှာရှိနေတဲ့အရေးကြီးများမှာတော့သွေးပြေအဖြစ်နဲ့မဲလာခဲ့လေတော့တယ် အဲ့အခါမှာတော့မြင့်နိုင်ဟာတွေ့ရဆင်းမီးတို့များဖြင့်ကုသလီတော့တယ်။ဒါပေမဲ့တက်တာပျောက်ကင်းခြင်းမရှိခဲ့ပါ။ဒီနေ့တကြာပို့ဆိုးလာတယ်။အခုဆိုရင်အဲ့အနာများမှသွေးပြေတရွရွယ်ဖြစ်လျက်ရှိနေတော့တယ်။တိုင်းရင်စီနိုင်ငံသားစီတို့နဲ့ဤမျိုးစုံကုသတယ်။တွေ့ရမှာတော့တက်တာမလာပဲခန္ဓာကိုယ်တစ်ခုလုံးမှာတော့အနာမထွက်တော့သွေးပုပ်ပြီပုပ်များဖြင့်လုံထွေးကညီစောဟောက်ဆန်နေနေလီတော့တယ်။သူ့ရဲ့ယောဂါကိုဆရာဝန်ပေါင်းစုံက လက်မြောက်အရှုံးပြီးသွားကြလိမ့်မည်မြင့်နိုင်၏အနာရောဂါသည်မြင်းသည့်ဈေးမြောက်မတိုးတော့ဝိညာဉ်နဲ့ကန္နာတစ်ခုခုပါပဲဝါရင်တပါရင်တိုင်းရင်တမားတော်ကြီးတူကမြင့်နိုင်၏အနာရောဂါတို့ကိုကောက်ချက်ချသွားခဲ့လေတယ်အနာသိရင်ဆေးရှိဤဟု၍စကားရှိတော်လဲအဲ့ဒီစကားမှာမြင့်နိုင်နဲ့ပတ်သက်ခြင်းတော့မရှိတော့ပဲမြင့်နိုင်တယောက်တော့နူသွားပြီကွသူ့ယောဂါကိုဘယ်စရာဘယ်ဆင်းနဲ့မှလဲကုလို့မရတော့ဘူးမျိုးရိုးရှိလို့လာမှမသိတာ မျိုးရုံမရှိပါဘူးကွာဒီကောင်မြင့်နေကဒီကောင်နဲ့ကွက်ဖြစ်နေရဒါဆိုရင်တော့ကိုရီးယားအနာကြီးယောဂါဖြစ်မယ်ဒီခေတ်မှာကိုရီးယားအနာယောဂါကိုပျောက်ခင်းအောင်လို့ကုသပေးနိုင်ပါပြီကွာသူ့ယောဂါကိုရီးယားယောဂါမဟုတ်ဘူးထင်တယ်အေးထူတော်ထူတယ်ကွာစဉ်းစားကြရပဲဝဏ္ဏကဏ္ဍများလားမသိဘူးနော်မျက်နှာအေးတဲ့ရင်ကရွာထဲမှာတော့ခွေလေးပြတော့အနှံ့ဆူသလိုပြက်နှက်လေးပြီး နေ့တိုင်းကနေ့ချင်းညချင်းဆိုသလိုပင်လူပိတ်တာဘွားကို ရောက်ရှိသွားလေတော့တယ်ခန္ဓာကိုယ်တစ်ခုလုံးရှိအနာများမှာလဲလက်ဘွားနဲ့လက်ချောင်းကလေးများမှာအနာများသည်ပုံမှုပြီးတော့ထူးထူးခြားခြားစိုးစိုးဝါဖြစ်နေကြတော့တယ်အဲ့လေဘွားနဲ့လက်ချောင်းကလေးများဟာအသွင်တံပင်ပြ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 မရှိတော့ဘင်းမင်းမကောင်းစရာသူအလင်းလေးပြည့်တဆူဆူဖြစ်နေလေတယ်ဆရာတော်ကမြင့်နိုင်အားကျောင်းလေးတန်ခါနဲ့ကျောင်းသားများကိုယောဂကူးဆက်မည်ဆိုသဖြင့် ကျောင်းမှထွက်စီခဲ့၏ဆရာတော်ဤစကားကမှန်ကန်သည့်ဖြင့်မြင့်နိုင်မကျင်းဆန်ရဲ့ပြီသူဖြင့်မြင့်နိုင်တယောက်တော့မိခင်ဦးကြီးရှိရာရွာသို့ပြန်လည်ရောက်ရှိသွားတော့တယ်သူဘဝဟာနူရဝဲဆွဲလဲရတခုတော့ဆိုတကယ်သူယောဂမှာယောဘာတက်တာမသွားစိတ်နဲ့ကိုယ်နဲ့လည်းမတွဲမိတော့ပြီစိတ်လွတ်သွားခဲ့တော့၏မြင့်နိုင်မြင့်မြစိတ်လွတ်သွားတယ်လေဆိုရင်တခါတည်းမှာတော့ကိုမစင်ကိုပင်ပါဆက်သေးသူထိုးထက်နေတတ်၏ ကျင်ကြီးကျင်ငယ်များလူပိနေတဲ့မျက်နှာကိုကြည့်၍မိခင်ကြီးမှာတော့မျက်ရည်ကြည့်ုံမှတပါဘာမျက်မတက်နိုင်မျက်နှာမှာတော့သူ့ရဲ့ယောဂကြောင့်ခန္ဓာကိုယ်မှာအင်ဂျီပြေမကတ်နိုင်ပဲဖြင်းဆောင်ကြီးကိုသာခြုံထားရလေတော့တယ်အဲ့ဒါပြောတာပေါ့ငရဲကနေနေမယ်ဝတ်ကမနေဘူးသူ့ရဲ့အပြစ်ကိုတစ်စိတစောင်းတိသူများကပြောတတ်ကြလေဤဟုတ်တယ်ဘသူမပြုတ်မမိမှုဆိုတာအဲ့ဒါပဲပေါ့ကွာသူက ယောဂါကြောင့်မတည်နိုင်သည်လူလုံးမလှသောယောဂါဇိုတန်ကို တမြင့်မြင့်ခန်းဆိုင်နဲ့တက်ဆိုးရှင်နေခဲ့တယ်ဝိဒုက္ခကြီးမာလာကြီးလားတာလိရဲ့တာအာမိခင်မတပါ အခြားမိသူများလာရောက်ကြည့်ရှုခြင်းမရှိသူဝိဒနာဇိုကိုလည်းလဲချင်းခံနေရ၏မြင့်နိုင်ကြောင်လောကငရဲ့ကိုလက်တွေ့ကြကြခန်းစားနေရသည်ဟုဆိုကမားမည်မဟုတ်ပါတခါမှာတော့ဇော်မောင်ဤမိဘများကဇော်မောင်အားယဟန်ဝတ်ပေးလေတယ် မျက်နှာအကြောင်းများကိုသိထားတဲ့ဥပစင်းစုံမှာယောဂဝေဒနာခံစားနေရတဲ့မျက်နှာတို့အိမ်ကိုစုံးခံကြွလာခဲ့တော့တယ်။တခါကြီးကိုမျက်နှာဥပစင်းကိုမမေ့ရလား။မမေ့ပါရဲ့ဥစင်းဒါဆိုတခါကြီးကိုမျက်နှာခံစားနေရတဲ့ဝေကျွေအကုသူတွေပြည့်ပြတ်အောင်လို့ကုသူလည်းရရှိအောင်ဥပစင်းကိုစွန်းလောင်းပါလား။တပည့်တော်ရဲ့လက်တွေကသွေးပြေတရွှဲရွှဲနဲ့မတတ်မရှိတော့ဘူးဖေ။မျက်နှာအီလက်များကသွေးတွေပြည့်တွေအပြည့်နဲ့ အတော့ကိုအော်နှလုံးနာပွဲရာယွန်ရှာပွဲရာကောင်းနေခဲ့လေပြီ။ရပါတယ်ဒကာကြီးရဲ့။လောင်းမာတာလောင်းမာလေ။ဥပစင်းစုံမောင်ကအာမလျှော့သေးပဲမြင့်နိုင်အားတိုက်တွန်းစကားဆိုလိုက်လေတယ်။ဟာဒီကူတော့ဘယ်လိုလဲ။လက်တွေမတန်းလို့စုံမလောင်းချင်ပါဘူးဆိုတော့ဘယ်နဲ့ကြောင့်စုကြည်ရောအတင်းကြီးရောလောင်းခိုင်းနေရတာလဲ။ဥပစင်းစုံမောင်သည်ဒကာမြင့်နိုင်အားတိုက်တွန်းမရသည့်အစုံမှာတော့လက်လျှော့၍ပြန်ကြွလာခဲ့ရတော့တယ်။ မကောင်းမှုပြုတော်သူသည်ဤဘဝ၌စိုးရိမ်ရ၏တမလွန်ဘဝ၌စိုးရိမ်ရ၏ပိစုတ်ပံတမလွန်နတန်သောဘဝတို့၌စိုးရိမ်ရ၏ထိုသူသည်မိမိ၏ညဉ့်နှံသောကံကိုတည်မြဲ၍စိုးရိမ်ရ၏ပူပန်ရ၏မြင့်နိုင်ကယရနာသုံးပါး၏အရေးအောက်မှနေတော်လဲဟိအိအရတာကိုမတိသောရောင်းမကဲ့သို့ယရနာသုံးပါး၏ဂုံကျေးစုကိုမတိပဲလိလျူရှုခဲ့၏ကိုယ်ကာယကံကိုယ်ထံပြန်ဟုသောစကားရှိလေ၏ ထို့ကြောင့်ဘသူမပြုမိမိမှုဆိုတဲ့ကဲ့သို့စေရောအားပြင်မာခဲ့တဲ့အကုသို့အကျိုးတို့သည်ယခုပြည့်စုံပံဘဝ၌ပင်အကျိုးပေးခံစားနေရလိမ့်မည်ဖြစ်၏ယခုဘဝမှာတေလွန်သည်ရှိတော်လေဒုက္ခိတဘုံတို့သာတွားရောက်ရတော်မည်ဖြစ်၏သူဘဝကလာခြင်းကောင်းတော်လေပြန်ခြင်းကလာပါတော်မည်မဟုတ်တကယ်ဆိုတော့ကံမဝိဆိုသည့်အတိုင်သူပြုတော်ကံကြောင့်လောကဝိကိုလည်းသူလည်းစင်ခံရခြင်းဖြစ်တော်သည်တကား ပရိသတ်များရှင်အခုတင်ဆက်ပေးတဲ့ဇလန်အကြောင်းအရာလေးကတော့ဒီလောက်ပါပဲရှင်။နောက်ဆက်စင်ဒီမှာလည်းဒီလိုစိတ်ဝင်စားဖို့ရဇလန်တွေကိုတင်ဆက်ပေးမှာဖြစ်လို့ကျမတို့ရဲ့ channel ကို like and subscribe လုပ်ခဲ့ပြီးပြီးတော့အားပေးဆောင်မြော်နာဆင်ပေးပါဦးရှင်။ကျေးဇူးတင်ပါတယ်ရှင်။